အလုံးမဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဘောနော်အဲ့တော့ဒီနေ့အတွက်ဒါကျွန်တော်တို့ဟိုပွဲကတော့အဲ့လောက်တီတော့မကြက်ဘူးဟုတ်တယ်ဒါပေမဲ့တကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ movement မှာဒီပွဲစဉ်က Arsenal အသင်းအတွက်သိပ်ပြီးတော့အရေးပါတယ်လို့ပွဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့မှားမယ်တော့မထင်ဘူး Arsenal အသင်းရဲ့အိမ်ကွင်းမှာဒါကျွန်တော် West Ham အသင်းနဲ့တွေ့ဆုံမယ်။ Arsenal အသင်းရဲ့ဒါကျွန်တော်လက်ရှိဒါကျွန်တော်မြန်မာစံတော်ချိန်တူတက် ချင်နိုင်ွယ်ညချင်နိုင်ွယ်မှာတော့ကျွန်တော်တို့ Arsenal အင်ဝင်းမှာ Emery မှာတွေ့ဆုံအဲ့တော့ဒီနေ့ပွဲစဉ်မှာ Arsenal အသင်းနဲ့ရှင်းပါတယ်ဒါကျွန်တော်လက်ရှိဒါ Chelsea နဲ့ Liverpool ပွဲစဉ်မတိုင်ခင်မှာ Ascentic ကိုယာယီအနေနဲ့ပဲတက်လှမ်းနိုင်မလား International break ကိုပဲ Ascentic နဲ့သွားနိုင်မလားဒါကူတော့ကျွန်တော်ဒါဒီနေ့ပွဲရဲ့အဖြစ်မှစပြီးတော့ကြည့်ကြမနေတာမှရှိတယ်။ Lloris ရဲ့လက်ရှိမှာ Arsenal အသင်းရဲ့နေရာကူတော့ဒါကျွန်တော်ဘုံမောက်ကလက်ရှိခဏယူထားတယ်ဘောတော့နံပါတ်နေနေအဲ့တော့လက်ရှိမှာဒါကြောင့် Arsenal အသင်းထက်လက်ရှိမှာတတ်မှတ်ပူများပြီးတော့ Arsenal အသင်းနဲ့ဒါကျွန်တော်ရမှတ်အကွာဒါတပွဲပူဆိုတာအဲ့တော့ လက်ရှိမှာဒါကျတော့ Liverpool တစ်ဖက်က Liverpool တင်းကတော့ Chelsea အသင်းနဲ့ဒါပွဲကျက်နေကြတဲ့တက္ကနပြီးတော့လက်ရှိမှာဒါကျွန်တော်တို့ Chelsea အသင်းနေနဲ့တိကျတဲ့အတိုင်းပဲဒါ လီဗာပူးနဲ့ဆုံတွေ့ရမှာတော့လီဗာပူးအသင်းနဲ့ဒီနေ့ပွဲစံမှာရှင်းပါတယ်ချက်စီအသင်းနဲ့ပွဲစံမှာတရေတမတ်ကြရုံနဲ့ဒင်ကိုပဲအာစတန်ကဝက်ဆန်ကိုနိုင်ရုံအေးပေါ့ပြောချင်တာရှယ်ရှယ်လေးဒီနေ့ပွဲစံမှာအာစတန်အသင်းကသူတို့အလုပ်သူတို့လုပ်မယ်ဆိုရင်သူတို့ကိုဒါဖျားသခင်ကစူချမယ်ဆိုတဲ့ပုံစံမျိုးကိုဒီနေ့ပွဲစံမှာဒါအတိုင်းသာတွေ့ရအဲ့တော့ဒီနေ့ပွဲစံမှာအာစတန်အသင်းနဲ့ဒါကျွန်တော်ရှေ့ပွဲဒီမှာလုပ်နေတဲ့ပုံစံမျိုးအတိုင်းပဲထပ်မှန်ပြီးတော့ လှုပ်ဖို့လူတဲ့ပွဲတပွဲလို့ပြောရင်ကျွန်တော်တို့ကမှပမယ်လို့ပြောတယ်အဲ့တော့ဒီနေ့ပုံစံမှာအာစနိုသိနေတာနီးပြတာအာဒီတာအနေနဲ့အထူးကွန်မီတာကျွန်တော်ဘမ္မာတာဆွတ်ဆက်ပြီးတော့ဟိုက်ပြစရာမလိုဒါသူတို့လက်ရှိမှာအာစနိုသိနေရှေ့ပွဲတီကတွားခဲ့တဲ့ပုံစံမျိုးပဲခံစစ်မှာကောင်းကောင်းဆော်မဲ့တိုက်စစ်ပိုင်းကရေရာဂူးသွင်းမယ်ဆိုဒီနေ့ပွဲစဉ်မှာတော့ဒါကျွန်တော်အာစနိုအသင်းအနေနဲ့ဒါကျွန်တော်လက်ရှိမှာအဆင့်တင့်နေရာကိုတက်လှမ်းဖို့အတွက်အရန်ကြီးခက်ခဲမဲ့အနေထားမှာတော့မရှိဘူးလို့မြင်တယ်အဲ့လက်ရှိမှာတစ်ဖက်ကဝက်ဆမ်မသိဝက်ဆမ်သိရင်ဒါနူနူအက်စပရက်တိုဆန်တုစ်ဒီနေ့ပွဲစဉ်မှာသူ့အနေနဲ့ပါဝါစပြမယ်ပွဲစဉ် လို့မြင်တယ်။နူနိုအက်စပရက်တိုဆန်တိုးစ်ကတော့ရှင်းပါတယ်။ဒါလက်ရှိသူပထမအောင်ဆုံးပွဲစဉ်မှာတော့ Everton အသင်းကိုအဝေးကွမှာတကူတကူဆိုတဲ့ရလက်နဲ့ကျွန်တော်တည်ရေဆော့နိုင်ခဲ့တာကိုတွေ့ရမယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါအဝက်ဆမ်အသင်းနဲ့ပြန်ကြည့်မယ်ဆိုတာနူနိုအက်စပရက်တိုဆန်တိုးစ်နဲ့သူ့အတွက်ဒါပထမအဦးဆုံးအသင်းကြီးပွဲတစ်ပွဲလို့ပြောလို့ရတယ်မှာပါတယ်။ဒါကြီးရတာကျွန်တော်လက်ရှိအာစတိုအသင်းရဲ့ဒါ အာဆနိုအသင်းရဲ့ဒါကျွန်တော်တို့ဒါပထမဦးပြီးတော့ကျွန်တော်တို့အာဆနိုအသင်းရဲ့လက်ရှိမှာဒါ Northern Forest ရဲ့ Libya အသစ်ဖြစ်တဲ့ Ange Postecoglou ကိုသူတို့အနေနဲ့၃ဂိုးပြန်နိုင်ခဲ့တယ်အခုလက်ရှိမှာဒါကျွန်တော်တို့ Ange ဟောကျွန်တော်တို့ Ange Ange Postecoglou အစားထုတ်ခဲ့တဲ့ Nuno Espirito Santos နဲ့ Northern Forest ရဲ့ Libya Hong ကိုလည်းဒါသူတို့အနေနဲ့အိမ်ငွေမှာထွက်တွေ့တာဂျားထဲမှာလည်းဘလောက်မှသိပ်မကွာဖြစ်နေတာတွေ့ရတဲ့မှာပါအဲ့တော့ဒီနေ့ပုံစံမှာ Arsenal အသင်းဒါအပြောင်းလဲတချို့ကိုတော့ပြုလုပ်သွားဖို့နေထားမှရှိရလို့ကျွန်တော်အနေနဲ့မြင်တယ်ဒီနေ့ပုံစံမှာဒါကျွန်တော်တို့လက်ရှိမှာ Gabriel ဒီနေ့ပုံစံမှာကောင်းကောင်းအနားပေးပြီးတော့ Saliba နဲ့ Mostara ရဲ့အတွဲကိုတွေ့ရမယ်လို့မြင်တယ်ဒါပေမဲ့ဒီနေ့ ပွဲစဉ်မှာတော့ကျွန်တော်တို့လက်ရှိမှာဖူဘက်တွေကိုတော့ကျွန်တော်တို့ရှေ့ဘက်ကမတုံးခဲ့တဲ့ဥစ္စာမျိုးတွေ့ရမှလို့မြင်တယ်။အဲ့ဒါကျွန်တော်ခုနပြောခဲ့လို့ပဲရှေ့ဘက်မှာဘန်ဝိုက်ကိုဒါဘန်ဝိုက်ဆိုတာကျွန်တော်ရှေ့ဘက်ကမကောင်းတာမဟုတ်ဘူးနော်သူ့ဟာသူအဆင်ပြေတယ်။ဘန်ဝိုက်ကောင်းတယ်ဆိုတော့တင်းမဘလောက်ကောင်းလဲဆိုတာကိုတွေ့ရမယ်တင်းမပါတယ်တင်းမအရန်ကောင်းလို့လို့ကျွန်တော်တို့ကဘန်ဝိုက်ကောင်းတာတော့မှဟာဘန်ဝိုက်ကအဲ့လောက်မကောင်းတော့ဘူးလားဆိုတဲ့ feeling မျိုးကိုကျွန်တော်ရသွားတယ်တင်းမတွေ့ရမယ်အဲ့တော့ပြောချင်တာအဖေကရှင်းရှင်းလေးတင်းမအနေနဲ့လက်ရှိမှာသူကအရန်ကောင်းပြလက်ရှိမှာဒါပုံမှန်လင်းပြောလက်ရှိမှာ Premier League မှာ Defense Score တိုက်စစ်ပိုင်းကိုဒါခံစစ်ပိုင်းကို defense ကိုတော့ကျွန်တော်တို့အာ offense ကိုနှစ်ခုလုံးကိုတော့ကျွန်တော်လက်ရှိမှာ full back တစ်ယောက်နဲ့တော်တော်လေးကိုတာဝန်ကျင်နေတင်ပါပဲလက်ရှိမှာတော့တိုက်စစ်ဘက်မှာကောင်းတဲ့လူတွေရှိတယ်ခံစစ်ဘက်မှာကောင်းတဲ့လူတွေရှိတယ်တိုက်စစ်ခံစစ်မျှပြီးကောင်းတဲ့လူတွေလည်းရှိတယ်ဒီနေ့မှာတိုက်စစ်ခံစစ်မျှပြီးကောင်းတာတင်ပါပဲဒီနေ့မှာတော့ကျွန်တော်စာကာပြန်လဲပြီးလက်ရှိမှာ fully fit ပြန်ဖြစ်လာပြီးတော့ဒီနေ့ပွဲစံမှာတော့ကျွန်တော်တို့တင်ပါစာကာတို့အတွဲကိုမြင်ရမယ်အဲဒီနေ့ပွဲစံမှာရှင်းပါတယ် West Ham အသင်းကတစ်ဖက်က Nuno Espirito Santo Sky မဲ့ West Ham ဖြစ်တော့ခံစစ်ကိုလုံအောင်တင်းပြီးကြတယ်ကျွန်တော်ဒီနေ့ပွဲစံမှာ Arsenal အသင်းနဲ့ဆွတ်ဆက်ပြီးတိုက်စစ်ဖွင့်ပြဖို့အတွက်အကြီးကျယ်လူတွေလို့ကျွန်တော်အနေနဲ့မြင်တယ် ဝဆမ်တင်နဲ့လက်ရှိမှာဒါကြောင့်အာစနိုအသင်းကိုတော့ဒါကြောင့်တူတယ်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာဒါကျွန်တော်တို့လက်ရှိအာစနိုအသင်းကကြီးပဲ၉ပြတ်နိုင်ယူထားခဲ့တာတွေ့ရမယ်နောက်ဆုံးပြိုင်ပွဲဆို၅မှာဒါကျွန်တော်ဝဆမ်အသင်းကဒါကျွန်တော်တူတယ်၃ပွဲနိုင်ခဲ့ပြီးတော့အာစနိုအသင်းက၂ပွဲနိုင်ခဲ့တယ်ဒါတော်လေးကိုကြီးရတယ်ပဲလက်ရှိဒါကျွန်တော်ဝဆမ်အသင်းနဲ့သူဟာသူဘလောက်တိုင်ပတ်ပဲအာစနိုဒါချန်ပီယံပြိုင်လမ်းကြောင်းကိုဒုက္ခအမြဲတမ်းပေးနိုင်တဲ့သင်းသင်းနဲ့အမြဲတမ်းချီးကျူးရမယ်ဒီမှာပါတယ်ဒါပေမဲ့လက်ရှိမှာဝဆမ်ရဲ့အိမ်ဝင်ရောက်ပြီဆိုရင် အာစနိုအသင်းကအမြဲတမ်းပြတ်တုပ်လေးရှိတာကိုတွေ့ရမယ်ဒီမှာပါဒါပေမဲ့အာစနိုအိမ်ဝင်ရောက်ပြီ ဆိုလဲ WhatsApp မသိငါဘလို့ဒုက္ခပေးမှန်းကိုမသိပဲပေးအောင်တွေ့ရမယ်ဒါလွန်ခဲ့တဲ့နေ့တွေကကျွန်တော်20ဆိုရရတယ်မှတ်မှတ်ရအဲတုန်းကဒါကျွန်တော်တို့အာဟို 2-0ဆိုတော့ Declan Rice ကျွန်တော်ဒါစပြောင်းပြီးကလေးက West Ham အသင်းကဒါကျွန်တော် Arsenal အသင်းကိုအင်္ဂုမှာတောက်လျှောက်နိုင်တယ်ဆိုပြီးတော့ West Ham အသင်းရဲ့လက်ရှိမှာ Twitter မှာပြောအဲ့လက်ရှိမှာ West Ham အသင်းက share နေ Rice ကိုဒါကျွန်တော်လက်ရှိ Arsenal ကိုပြောင်းသွားခဲ့ပြီးမြဲလက်ရှိမှာ West Ham ရဲ့ဒါကျွန်တော် fan page တော်များ Arsenal ကိုအော် West Ham ကရှင်းပါတယ်သူနဲ့ဒါကျွန်တော် debt ဒါကျွန်တော်တို့ London rivalry တိတ်မရှိရကြုံဒါကျွန်တော် Tottenham Hotspur အသင်းကိုသူတို့ပြိုင်မဲ့လို့သတ်မှတ်တယ် Chelsea ကိုလည်းသူတို့ပြိုင်မဲ့လို့သတ်မှတ်တယ်ဒါလက်ရှိမှာ Arsenal ဆိုတဲ့သူတို့ပြိုင်မဲ့လို့သတ်မှတ်တယ်တကယ်လည်းမြောက်မှာဆို West Ham အသင်းကိုလက်ရှိမှာ London မြို့ထဲကကောင်းနေရတော်တော်များများဘယ်သူမှသိပြီးအဖတ်မလုပ်ဘူး ဘာလို့ WhatsApp နဲ့သူ့ဘာသူကောင်းတာမှမဲ့ WhatsApp မသိနေတကယ်တမ်းဒါပြန်ရှင်ကြည့်မယ်ဆပါလောက်တော့အောင်မြင်မှုမရှိကြအောင်ဆပါလို့အသိကတော့မှ WhatsApp မသိကတော့ပြိုင်ပတ်နေတိတ်ပြီးမသိအလက်ရှိမှာဒါ Arsenal ဒါကျွန်တော်တော်တော်ဟိုကျွန်တော်တို့ဒါအမ် တော်တန်ဟော့စပါတဲ့ဒါမြောက်လန်နဲ့ဖြစ်တော့မြောက်လန်မှာဒါဘီရှိတယ်ဒါစပါးနဲ့ချက်စီဆိုဒါအရင်ကတည်းကဒါကျွန်တော်တို့အဲဆူပလာရီနဲ့ဒူဒါကျွန်တော်ဟိုလိုဒီလိုဖြစ်ခဲ့တဲ့အောင်ဒါလို့မရှိအဲ့တော့တကယ်တော့ဝက်ဆန်ကဒီကြားထဲမှာကိုလိုကလာဖြစ်နေအဲ့တော့ဒါပေမဲ့ဝက်ဆန်အသင်းကရှင်းတယ်သူတို့တို့ကဒါကျွန်တော်တို့သူတို့နဲ့ပြိုင်ပတ်တဲ့အကုံတော့သူတို့နဲ့တွေ့တဲ့လူမှန်သာသူတို့ရဲ့ပြိုင်ပတ်တည်ပဲအဲ့လိုပို့အဲ့တော့လက်ရှိမှာဝက်ဆန်အသင်းကရှင်းမှာအာစလင်းအင်ဂွန်းမှာဆိုသူတို့အမြဲတမ်းဒုက္ခပေးထားကြတာကိုတွေ့ရမယ့်တဲ့မှာပါတယ်အာစလင်းအင်ဂွန်းမှာလက်ရှိမှာဒါကျွန်တော်တို့ဒါသူတို့ချန်ပီယံပြေးလမ်းကြောင်းမှာအမြဲတမ်းတရောင်းမို့တရောင်းတနေရာကဝက်ဆန်အသင်းကဒုက္ခပေးတယ်ပေါ့နော်နှစ်တိုင်းဒါကျွန်တော်ဖူဟန်တို့နျူကာဆယ်အဲ့တော့ဒါမန နှစ်ကိပေါ့ဒီနှစ်မှာကဒါရီရဲ့ norm တွေကိုစတင်ပြီးဖြုတ်ပြနေလက်ရှိမှာ Newcastle ရဲ့အိမ်ခွင်းမှာ St James Park မှာ Arsenal နဲ့နိုင်ခဲ့ပြီးသူတို့ရဲ့ဒါကြတော့ unlucky ဖြစ်တဲ့ဥစ္စာတွေကိုစတင်ပြီးချိုးပြပြနေပြီဒီနေ့ပွဲစဉ်မှာ Arsenal နဲ့ West Ham နဲ့ပွဲစဉ်မှာသူတို့အိမ်ခွင်းမှာအမြဲတမ်းတိုင်ပတ်ခဲ့တဲ့ဒါ West Ham နဲ့ဒီနေ့ပွဲစဉ်မှာသူတို့ဒါဆက်လက်ပြီးပြတ်တ်ဘူးလို့ရတယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာ Arsenal နဲ့လုံးဝပေါ့လို့မြောက်အဓိကဒါရှင်းမှာ Bruno Espirito Santo ရဲ့အသက်က counter pressing ပဲ။ရှင်းနေတာ Arsenal နဲ့ဒီနေ့ပွဲစဉ်မှာ Carla Fiorio Tim Marco နှစ်ယောက်လို့အငိုင်းမီလို့မရဘူး။ဒီနေ့ပွဲစဉ်မှာကျွန်တော်ကမှန်းတိုင်းပြောမှာစေ Gabriel ကဒါကျတော့ဒဏ်ရာ အသေးစားရနေတဲ့အတကြောင့်မဟုတ်တာကျွန်တော်တို့ဒီနေ့ပုံစံမှာပါမယ်ဆိုရင်တော့မှအရန်ပူဇံပြုပဲပါမယ်လို့ဖတ်မှတ်တယ်ဖတ်မိရမှာပေါ့အဲ့တော့ ဘောကြဒီနေ့ပုံမှာကျွန်တော်ကဒါ give your wrist your usage နာမဟုတ်မယ်ဒီနေ့ပုံမှာ give your လို့ကောင်းမှုကြောင့်ထည့်စင်မော်စကာရောနဲ့လည်းရှိဒီနေ့ပွဲစမှာဒါကျွန်တော်တို့ဆာလီဘကိုထည့်တာဆိုတော့မှတ်မယ်နှစ်ယောက်လုံးကဒါ front foot တက်ရန်ဖြစ်တယ်တိ့လားကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တော်ဒီနေ့ဒီနေ့မှာကျွန်တော်ကမော်စကာရောအမြဲတမ်း give your နဲ့ပို့ပြီးတွဲစီနေတယ်ဘောဆိုဆာလီဘကမော်စကာရောနှစ်ယောက်လုံးကနည်းနည်းလေးတိုက်စစ်ကိုအာသန်နဲ့တိုက်စစ်ဥခန့်စစ်မှုတွေဘောဆိုတို့ဒီနေ့ဒါကျွန်တော် line breaking တွေတို့အရန်ဝမ်းသာအဲ့တော့ line breaking တွေကတစ်ဖက်ရဲ့ Nuno Espirito Santo ရဲ့ညံနဲ့ဒါတောက်မန်လေးအသက်တစ်ခုလို့ပြောလို့ရတယ်ပြောချင်တာလည်းရှိမှဒါ summer video bowan တို့ရဲ့ဒါကျွန်တော်လက်ရှိမှလှည့်လေး Meta Corner Transition တွေက Color Fury ကို Timber ကိုအလွန်ကျွံရှေ့တက်နေခြင်းမှာသူတို့ဒါကျူးအောင်ဖောက်ပါပဲအဲ့တော့ဒီနေ့ပုံစံမှာရှေ့ပါတယ် အားလုံးတင်းတို့တို့အခွင့်အကောင်းယူရမှာဆိုရှိတယ်။သူတို့ရဲ့လက်ရှိတိုက်စစ်ပိုင်းကိုမြင့်တင်ဖို့အတွက်ဒီနေ့ပုံမှာကြီးကြေလို့ရတယ်။အားလုံးတင်းတဲ့ဒီနေ့နောက်ပိုင်းပွဲစမှာခန်းစစ်ပိုင်းရန်ကောက်မှာတိုက်စစ်ပိုင်းမှာတော်တော်နေနဲ့ပြောစရာလေးတွေရှိတယ်။တိုက်စစ်ပိုင်းမှာကျွန်တော်နေနေတာသိပ်ပြီးအားရမှုမရှိတာဘူးမှလည်းပြောတာ။လက်ရှိမှာစာကာပြန်ကောင်းတာဒီနေ့ပုံစံမှာစာကာနဲ့ EZ တို့အတွဲနေနေတာကျွန်တော် KO Grass ကိုဒီနေ့ပုံစံမှာဒါအတိအဝ support ပေးရမယ်ဒီမှာပါတယ်။ဒီနေ့ပုံစံမှာဒါဖြစ်နိုင်မဲ့ဆိုရင်ဒါကျွန်တော် Martinelli ကိုလည်းကျွန်တော်ဒါဒုတိယပိုင်းလောက်မှာထည့်ပြီး pressure ထပ်ပြီးပေးရမယ်ဒီမှာပါတယ်။ဘာလို့တစ်ဖက်ရဲ့ခန်းစစ်ပိုင်းမှာလည်းကျွန်တော်အတွက် pass နေရလက်ရှိမှာ D off တယောက်ကလွင်ကျန်တဲ့ကစားသမားတွေ ကျွန်တော်တို့ဒါအဲ့လောက်ကြီး highly rated မဖြစ်နေအဲ့တော့ပြောချင်တာ Arsenal ဖြူရင်ဖြူတယ်လို့တစ်ဖက်ရဲ့ cancel ပိုင်းကပြိုတဲ့နေထားမှာရှိလို့ကျွန်တော်နေပုံကူကြီးရမြင်တယ်အဲ့လက်ရှိမှာဒါကြီးကိုဒါကျွန်တော် Arsenal အသင်းနဲ့ရအောင်ဖြူဖို့နေတာဒါပေမဲ့ဖြူနေရင်းနဲ့တစ်ဖက်ကပြန်ဖြူသွားတဲ့အကွက်ကူတော့မလုပ်ဘူးရေးကြီးတယ်နုံတုံ Espirito Santo ရဲ့ Northern Forest ကအသက်ကဘာလဲဆိုတော့သူတို့ဘက်ကတကူရသွားပြီအဲ့တကူကိုရအောင်ထိမ့်ပြီး sort တဲ့ဆောက်ချင်းရှိတယ်ဒါပေမဲ့လက်ရှိမှာဒီဟာ WhatsApp WhatsApp ရဲ့အသင်းရဲ့ cancel ကဒါကျွန်တော်တို့ဖက်ရဲ့ဒါကျွန်တော်တို့ Northern Forest ရဲ့ cancel ဆို Marilo ရဲ့ကျွန်တော်ဒါ Savito အုပ်စုမရှိတဲ့အတွက်ကြောင့်မလို့အဲ့လောက်ကြီးတော့ကျွန်တော်တို့ဒါချစ်မယ်လို့ ထည့်ဒါပေမဲ့ခုနပြောတဲ့တစ်ဖက်အသင်းကိုလုံးဝအာဆုံးတဲ့အထင်သေးလို့မရဘူးသူတို့ရဲ့အိမ်ကွန်းမှာနှစ်နှစ်ဆက်ဒုက္ခပေးလာတဲ့ဒါသူတို့စံချိန်ဇူးကြီးကိုလက်ရှိမှာဒီလေးပွဲစမှာကြော်ဖြတ်ပြပြီးတော့ငါတို့ဟာအဆင့်တက်ကိုတက်လန်းဖို့အတွက်အရေးချေးရှိတဲ့အသစ်အသင်းဖြစ်ရမယ်ဆိုတာကိုဒီလေးပွဲစမှာကစားသမားအနေနဲ့အဓိကစူးစမ်းလို့ဒါပေမဲ့ဒီလေးပွဲစမှာရှင်းပါတယ်အာဆုံးတဲ့နဲ့မပေါ်ဆလာဘူးလို့မြင်တယ်အာတိတာကိုတန်ကလည်းဒီပွဲစဉ်အတွက်လုံးဝမိုင်းဆက်ကိုအပြည့်အဝဒါ training ပေးပြီးသားလို့ကျွန်တော်နေမြင်တယ်တစ်ဖက်ကဝက်ဆန်ကတော့ရှင်းတယ်ဒါကျွန်တော်လက်ရှိမှာအဝေးကွန်းလည်းဖြစ်တဲ့နူနူအက်စပရိုဆန်နီးပြတင်နေတာကျွန်တော်နည်းနည်းလေးလစ်ဟာကြလေးရှိရရှိကောင်းတယ်ဒါပေမဲ့ခုနကပြော ပဲတစ်ဖက်ကတော့ကျွန်တော် defensive ကိုအဓိကအားပြုပြီးကစားလောက်ဖြစ်ကြအာဆောင်သိနေဒါအလွန်ကျွန်တိုက်စစ်စင်နေနဲ့ဒါအငိုင်းမမိဘူးအတွက်အများကြီးအများကြီးရေးချီတဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့အာဆောင်သိနေတော်တော်လေးကိုသတိထားရမယ်ပွဲစဉ်တစ်ပွဲနိုင်ဖို့တော့ရာခိုင်နှုန်းများပါတယ်တလောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 points ဆိုတဲ့ TV4 ကြီးတို့မှာချင်းလူစံပါကိုကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့အောင်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြွတမာတဲ့ကောင်းမွန်တော့ဒီလေးတစ်နေ့ဖြစ်ပါဆိုစုမောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြရ တာပေါ့အားလုံးကြွတူမှာကောင်းမွန်တော့နေလေးတနေဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှအေးစေတူကြရပါပေါ့ဒေဗော်ဗျာ